ကယ်ဒမီစုမရှိသေးတဲ့မိုးရီကိုကိုပွပွနဲ့ရှင်ကနှိမ့်လိုက်တဲ့စိုးမြက်သူစားရဲ့ဗီဒီယိုဖိုင်ထွက်လာရှူတင်ရိုက်ကွဲမှာပွပွကိုပဲအာယုံဆိုင်လေးထားကမိုးရီကိုကိုနှိမ့်လိုက်တာကမကြီးဆိုပါအဆိုပါဗီဒီယိုဖိုင်ဟာခုတော့အင်တာနက်ပေါ်မှာပြန့်နှံ့လာလို့စိုးမြက်သူစားကိုဝေဖန်နေကြပါတယ်တကယ်ဆိုရုပ်ရှင်ရိုက်ကွင်းပေါ်ကမိသားစုဆက်ဆံရင်းနှီးကြတဲ့နှုပညာရှင်တွေရဲ့နောက်ွယ်ကပုံရိပ်လေးတွေဗီဒီယိုလေးတွေကိုမြင်ရတာဟာပရိသတ်တွေအတွက်အမြင်နဲ့ကြည်နူးစရာကောင်းတဲ့ခိုက်တန့်လေးတွေပါပဲ ဒါပေမဲ့တခတရံမှာတော့အဲဒီလိုချစ်စရာကောင်းတဲ့မြင်ကွင်းလေးတွေတဲကအမတ်မတည့်ပြုမှုတခုဟာအထင်မြင်လွဲမှားမှုတွေနဲ့တူအွန်လိုင်းပေါ်မှာကြီးကျယ်ပွဲဖြစ်သွားစေတတ်ပါတယ်ရှင်။အခုလည်းမြမရုပ်ရှင်လောကရဲ့မျိုးဆက်39ကိုစားပြုတဲ့ထိတ်တန့်မင်းသမီး၃ယောက်ဖြစ်တဲ့စွန့်မြတ်သူဆောင်ဖွဖွေးနဲ့မိုးရီကိုရီးရဲ့ရှိုက်ကွင်းပေါ်ကဗီဒီယိုဖိုင်တခုဟာအဲဒီလိုပဲပြည်သက်တီကြမှာအငင်းပွားပွင့်ရာအကြောင်းအရာတခုဖြစ်လို့နေပါတယ်။အထူးသဖြင့်စွန့်မြတ်သူဆောင်ဟာအကယ်ဒမီစုမရသေးတဲ့မိုးရီကိုကိုနှိမ်လိုက်တာပါ။ မင်းသမီးကြီးစုမြတ်သူစားကတော့ဘလို့စဲယုံမျိုးကိုမစိုးပိုင်နိုင်စွာတည်ယုံဆောင်နိုင်ပြီအကယ်ဒမီစုများစွာနဲ့သူမရဲ့အရေးချင်းကိုပြသထားတဲ့ဝိုင်းရင်တပိုင်းရဲ့အမှုပညာရှင်တယောက်ပါဖွေးဖွေးကလည်းအမှုပညာကဝေလို့တင်စားရလာအောင်အမှုအကျန်းဒရမာဟာတစဲယုံမျိုးစုံမှာထူးခြားစွာတည်ယုံဆောင်နိုင်ပြီအကယ်ဒမီစုတွေကိုထိုက်တိုက်တန်တန်ရရှိထားသူဖြစ်ပါတယ်သူတို့နှစ်ယောက်နဲ့တန်းတူအောင်မြင်မှုတွေရရှိထားတာကတော့ပြည်သက်ချစ်တော်မိုးဟီကိုပါပဲ ဆယ်စုနှစ်တခုကျော်တိုင်အောင်ထိတ်တန့်မင်းသမီးတယောက်ဖြစ်ခိုင်မာရပ်တည်နိုင်ပြီးပြည်သက်ရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိထားပေမယ့်မိုးရီကိုတွန်းအားငယ်စရာချက်တခုကတော့မြမရုပ်ရှင်လောကရဲ့အမြင့်ဆုံးအသိမှတ်ပြုမှုဖြစ်တဲ့အကယ်ဒမီစုနဲ့အချိန်ကြိမ်လွှဲချော်နေကြရတာပါပဲအခုဆိုရင်တော့သူတို့၃ယောက်ဟာရှမ်းပြည်နယ်တာယာလပါရီရှုကင်းနေမှာစကားကြီးတကအတူတူရိုက်နေကြပါတယ် အဲ့ဒီရိုက်ခွင်းပေါ်ကနေထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုမှာတော့ပြည်သက်တင်ရရှင်နေမှာမကောင်းတဲ့ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေခဲ့တဲ့မြင်ကွင်းတစ်ခုပါဝင်နေခဲ့ပါတယ်။အဲ့တော့ကတော့မိုးဟီကူကမာကြီးစုကိုရှွှွှုံးဝင်အောင်စကားတွေပြောနေချိန်မှာမာကြီးစုကတော့သူမကိုအာယုံမဆိုင်ပိအနာကဖွေးဖွေးကိုတောင်စိုက်ကြည့်ရင်ဖွေးဖွေးကအယံလာတာမျက်လုံးမျက်တောင်လေးတွေကစတိတ်လာတာဆိုပြီးတမီတမိုးချီချူးနေကြတာပဲဖြစ်ပါတယ်ဒီမြင်ကွင်းလေးဟာမိုးဟီကူရဲ့ပြည်သက်တွေအတွက်တော့အတော်လေးကိုစိတ်ထိခိုက်စရာဖြစ်ခင်ရပါတယ် သူတို့ချစ်တဲ့မင်းသမီးတယောက်ကိုတမင်တကာမျက်ကွယ်ပြုပြီးအခြားတယောက်ကိုပဲချီးကျူးနေတဲ့ပုံစံဟာမိုးဟီကိုပေါ်မလေးစားရန်လျှောက်တယ်လို့သူတို့ကယူဆခဲ့ကြပါတယ်။ဒီကနေ့တစိမ်းစိုးမြတ်သူစားတယောက်မိုးဟီကိုကဖိုးဖွေးလို့အကယ်ဒမီဆုမရထားတဲ့အတွက်တမင်နှိမ်ချဆက်ဆင်လိုက်တာလားဆိုရင်မိကွန်းထုတ်တဲ့ဆိုရှယ်မီဒီယာပေါ်မှာညံသွားခဲ့ပါတော့တယ်။ ဒါပေမဲ့တကယ်တော့မှတော့အမှုပညာရှင်ချင်းချင်းရှင်းနေတဲ့ဆက်ဆံရေးမှာဒီလိုမျိုးစားနောက်ကြီးစေတာတွေအမှန်မတင်အာရုံလွဲသွားတာတွေဟာရှိတတ်စမြဲပါပဲအထူးသဖြင့်ရှိုက်ကွင်းပေါ်မှာဆိုရင်ကိုယ်ချုပ်ဝန်ခံကိုယ်စိုက်ရုပ်အပေါ်မှာပဲအာရုံစိုက်နေရတာကြောင့်ဒီလိုဖြစ်ပျက်လေးတွေဟာမထူးဆမှာဘူးမကြီးစုကိုယ်တိုင်ကလည်းဂျူနီယာနည်းပညာရှင်တွေပေါ်မှာခွဲခြားဆက်ဆံတတ်သူတရားမဟုတ်ပဲအလုံးနဲ့ညီမရင်းချာနေလို့ချစ်ခင်စွာနေတိုင်တတ်သူဖြစ်ကြောင်းကိုအမှုပညာသတင်းတွေရသိရှိကြပါတယ် ။ဝေကွန်ဖန်နီအနေနဲ့သူတို့ချစ်တဲ့နုပညာရှင်တယောက်အကယ်ဒမီစုနဲ့ထိုက်တန်ပါလဲမရှာသေးတဲ့အခါခန်းစားတဲ့နှမျောတတစိတ်ကနေဒီလိုအထီးမခံတဲ့စိတ်လေးတွေဖြစ်ပေါ်လာတာလို့ပဲဆိုရမှာပါ။ပရိသတ်တွေကရောအကယ်ဒမီမြာသေးတဲ့မွေးကိုကိုအပင်းကြသလားဆိုတော့ပြောသွားကြပါအောင်ရှင်။